ဇောင်မုံလာပြီတာမညဖလားခါရိုနီတာမညဖလားဆိုတာရဟန်းပြုခြင်းရဲ့အကျိုးလို့အဓိပ္ပာယ်ရပါတယ်။ဒါကြောင့်တာမညဖလားခါရိုနီဟာလေဖျားရှင်ကရဟန်းပြုခြင်းရဲ့အကျိုးကိုဟောကြားခဲ့တဲ့နေ့ပါပဲ။အဲ့ဒီတာမညဖလားခါရိုနီဟာဖျားရှင်လက်ထက်တော်ကာလတခုသောဇောင်မုံလာပြီနေ့ဖြစ်ပါတယ်။တာမညဖလားခါရိုနီဖြစ်ပေါ်လာပုံကဒီလိုပါ။အစားတသက်မင်းသားဟာ ခမည်းတော်ဗိမိတာရမင်းကြီးကိုတတ်ခဲ့မိတဲ့အချိန်ကစပြီးညစဉ်အိပ်မပျော်တဲ့ယောဂဝေဒနာဆွဲကပ်နေပါတော့လေအလိုလေးနေရညပါစက်တော်ခေါ်မပြောနိုင်ပါလားဇာတသက်မင်းသားဟာအိပ်ဆက်လို့မျက်လုံးစုံမိတ်လိုက်တိုင်းဖခမည်းတော်ဗိမိတာရမင်းကြီးရဲ့ပုံရိပ်ကိုပဲမြင်အောင်လို့နေတယ်ပြီးတော့သူ့ရဲ့မျက်လုံးစုံကိုလှန်ချက်ပေါင်းများစွာနဲ့ထိုးခံရသလို့ ခံစားရတော့တယ်။ဘုရားသာတသက်မင်းသားအဲ့ဒီလိုအိတ်မပြောတဲ့ယောဂဝေဒနာကိုစေတမတော်မျိုးစုံနဲ့ကုသစေတော်လေပျောက်ကင်းမှုရှိပဲအိတ်မပြောတဲ့ဝေဒနာပို့လို့ဆိုးလာတော့လေဘူးကြီးမကြီးတို့ဒါကုတော်မြတ်ရဲ့အိတ်မပြောခြင်းဝေဒနာပျောက်ကင်းစေဖို့ဘယ်လိုလုပ်ရပါမလဲအကြံဉာဏ်များပေးကြပါဦးကွယ် မှန်လားပါအဲ့ဒီကိစ္စအတွက်ဒိဋ္ဌိဇယာကြီး၆ဦးစီမှချင်းကပ်မေးမြန်းတင်ပါလေအရှင်မင်းကြီးအဲ့ဒီလိုမူမတ်တို့ရဲ့အကြံပေးချက်ရအဇာတတ်မင်းကြီးဟာဒိဋ္ဌိဇယာကြီး၆ဦးစီတွားရောက်မေးမြန်းနေတယ်အရှင်ကြီးတို့ကျွန်ုပ်ယခုခံစားနေရတဲ့ဝေဒနာဟာကျွန်ုပ်ပြုတ်ဘူးတဲ့ကံရောက်မဲလားโอ้ဘာကံလေကံဆိုတာကို ကျုပ်တို့လက်မခံဘူးကံဆိုတာဘာလဲကျုပ်တို့မသိဘူးဩအရှင်ကြီးတို့ကကံရဲ့အကြောင်းကိုမသိဘူးကိုဒါဆိုဘယ်လိုအကျိုးကိုမျှော်ကိုးပြီးအရှင်ကြီးတို့ယဟန်ပြုကြတာလဲယဟန်ပြုခြင်းရဲ့အကျိုးတာမညဖလားရဲ့အကြောင်းရှင်းပြပါလားအေးဒါကတော့ဟိုးဟိုးဒိဋ္ဌိဆရာကြီး၆ဦးစလုံးဟာ ယဟန်ပြုအပ်ခြင်းရဲ့အကျိုးတာမညဖလှအကြောင်းရေးလေအောင်မရှင်းပြနိုင်တဲ့အတွက်အဇာတသက်မင်းကြီးဟာဘဝင်မကျဖြစ်သွားရတယ်။อืมခတ်ပြီခတ်ပြီပဲ။မာလူချင်းတဲ့အဖြစ်ကိုအဘယ်ပုဂ္ဂိုလ်စီကရနိုင်မှာလဲ။အဇာတသက်မင်းကြီးရဲ့အခက်အခဲကိုတည်သွားတဲ့တမားတော်ကြီးဇီဝကကအကြံပြုလျှောက်ထားနေတယ်။အရှင်မင်းကြီးတိလိုတာကိုဗုဒ္ဓမြတ်စွာဘုရားရှင်ပဲဖြေနိုင်ပါလိမ့်မယ်။ ဘုရားရှင်ထံသွားရောက်မေးမြန်းသိပါတယ်အရှင်မင်းကြီးအဇာတသက်မင်းကြီးဟာတမားတော်ကြီးဇီဝကရဲ့အကြံပြုချက်အရမြတ်စွာဘုရားသတင်းသုံးရာရာဇဂိုမြို့အနီးကဖရဲ့ဥယျံတော်စီဒဇောင်မုံလာပြီးညချမ်းအခါမှာအဖူးမြော်သွားရောက်တော်တယ်အဲ့ဒီတို့တရဲ့ဥယျံတော်စီအသွာနဲမြို့ယူအရှိပဲတကားဝမှာထွက်ခွာလာရာဒေါ်ရိတ်တောင်ရိတ်တိရိတ်တွေဖုံးလွှမ်းအမောင်ကျနေတဲ့အတွေ့လိုက်ပါလာသူတက်တော်ဆောင်စစ်သည်တွေဟာ မီးရှူးမီးတိုင်ကိုစီထွန်းကြီးကင်ဆောင်သွားကြတယ်မီးရှူးမီးရောင်ကိုဘောရနာအဖျင်းတစောင်းလို့ခေါ်တဲ့အတွက်မီးရှူးမီးတိုင်ကိုတစောင်းတိုင်လို့ခေါ်ဝေါ်ကြတယ်အဲ့ဒီအချက်ပေါ်အမိပြုလို့ယနေ့အထိတစောင်းမုန်းလာပြီကာလမှာတစောင်းတိုင်မီးထွန်းပွဲတော်ကြီးကျင်းပခဲ့ကြတာဖြစ်တယ်ဘုရားရှင်ထံအဖူးမြော်ရောက်တယ်ဆိုရင်ပဲအစာတသက်မင်းကြီးဟာသူပြုဘူးခဲ့တဲ့အဖြစ်အတွက် ဝင်ချလျောက်ထားပြီးရဟန်းပြုခြင်းရဲ့အကျိုးတာမညဖလအကြောင်းဟောကြားပြီးမှုလျှောက်ထားနေတယ်။တာမညဖလအကြောင်းဟောကြားပြီးတော်မူပါဗျာ။တကားတော်မင်းကြီးရဟန်းပြုခြင်းရဲ့အကျိုးတာမညဖလကအကျိုးတရား73ပါးရှိပေ၏။ဒီလိုနဲ့မြတ်စွာဘုရားဟာတာမညဖလတုတ်တော်ကိုဟောကြားတော်မူလေတယ်။ဧဝမေတုတံဧကံတမယံဘဂဝါ ရာဇဂဟေဝိဟာရတိတာမညဖလားတုတ်တရားတော်ကိုနာကြားရပြီးတဲ့နောက်အဇာတကမင်းကြီးဟာ သူ့ရဲ့အမားအတွက်နောင်တအတိတရားရသွားခဲ့တယ်ဗုဒ္ဓသာသနာတော်ကိုတက်ဝင်ယုံကြည်သူ ဖြစ်လာရတယ်ဒါကြောင့်နောင်ခါမှာအဇာတကမင်းကြီးဟာပထမသင်္ဃာယနာတင်သူဒါယကာမင်းကြီးဖြစ်လာခဲ့တယ်အဇာတကမင်းကြီးဟာ ဖျားရှင်ရဲ့ဓာတော်မှုကို စနစ်တကျတင်စီပေးခဲ့ပြီးသာသနာတော်နှစ်ကိုလည်းအတိအကျသတ်မှတ်ပေးနိုင်ခဲ့တယ်။ဒီလိုနဲ့ဖျားရှင်တာမညဖလားတုတ်ဟောကြားတော်မူခဲ့တဲ့စီးနှင်းမြူတိန်သူရိမီကိုညစ်မျိုးငါးဝကင်းစင်ပလျာတာယာလှပတဇောင်မုံလှပြညကိုဗုဒ္ဓဘာသာဝင်တို့ဟာတာမညဖလားအခါတော်နေသူနေမြတ်ဖြစ်သတ်မှတ်ခဲ့ကြပါတယ်။